ဲ့ဒါတော့ညနေအတွက်ပေါ့နော်ညနေအတွက်ကိုကြည့်မယ်ဆိုရင်အာဘလောက်လုံးနေနဲ့ဝမ်းချင်းတွေကိုရည်ကြည့်ပေါ့နော်ဝမ်းချင်းတွေကရည်ကြည့်မယ်ဆိုရင်ဒီရှစ်တုံညာ6ပေါင်းချင်းက400เนาะ4 9วันเจ็ง4 9วันเจ็ง4 9วันเจ็งยาเลยเนาะ ုနာ၄၃ဒုညာပေါင်းခြင်းဟာခုနှစ်ဝန်းကျင်ရတယ်နော်ခုနှစ်ဝန်းကျင်ရတယ်ခုနှစ်ဝန်းကျင်ရတယ်တခါဒီမှာခုဟိုပေါင်းတော့6နော်6တိဝန်းကျင်ကကြ6တိဝန်းကျင်ရတယ်ဗောနော်အဲဒီမှာ9ခုခုနှစ်6ဆိုပြီးပေးထားတယ်နော်9ခုနှစ်6ဆိုပြီးပေးထားတယ်ဒါဆိုရင်ဒီမှာ6 6 ၄၄၈6ပေါင်းတော့ဒါဒီဒါရလဲဆိုရင်800เนาะအဲ့တော့ရှင်း3ဝမ်းကြီးရှင်း3ဝမ်းကြီးစရပြီပေါ့เนาะရှင်း3ဝမ်းကြီးရပြီဆိုတော့ကျွန်တော်တို့ဒီမှာနောက်ထပ်တစ်ခုနောက်ထပ်တစ်ခုကကြပါလဲပေါ့ပါလဲဆိုရင်ဒီမှာ ခုနရတာကကျွန်တော်73ဝမ်းကျင်းနော်73ဝမ်းကျင်းအခုကကြတော့နောက်တစ်ခုကကြတော့ဒီ sorry ဒီမာလီအော်သာဒီလေး ော့၄ကိုဝန်းချင်းရတယ်နော်၄ကိုဝန်းချင်း၉ညည်တယ်၃ကိုထပ်တော့၉ညည်တယ်ဒီမှာဆိုရင်၅၃ကိုပေါင်းတော့၅၃ပေါင်းတော့ရှည်ရှင်းနဲ့ကိုနဲ့ပေါင်းတော့ခွန်းခွန်းနဲ့ဝန်းချင်း၇နဲ့ဝန်းချင်း၂ညည်တယ်နော်၂ညည်တယ်အခါဒီမှာဆိုရင်၈နှစ်လေးပေါင်းတယ်၈နှစ်လေးပေါင်းရင်ဒီပါရတယ်ဆိုတော့၄ရเนาะ၄ပါဝါ၉ ဆိုတော့ဒီမှာ1ချိန်လို့လည်းပြောလို့ရတယ်လုံးပိုင်လို့လည်းပြောလို့ရတယ်เนาะဆိုတော့ဒီမှာကျွန်တော်အညီလေးနဲ့ပြောင်းပြီးတော့ပြပေးမယ်ပေါ့အညီလေးနဲ့ပြောင်းပြမယ်ဆိုရင်ဒီမှာက power လုံးနေလိုက်ပေးနေတာပေါ့เนาะ6 2 9ခုနှစ်ကိုပေးရဒါဆိုရင်ကျွန်တော်တို့ဒီမှာ36ပေါင်းတော့9 9နဲ့9နဲ့ပေါင်းတော့8 နော်ရှေ့ပါပါသည်3ဒီမှာရှေ့3ဒီဝိုင်းချင်းပြောလို့ရတယ်လို့3ဒီလုံးပိုင်းလို့လည်းပြောလို့ရတယ်နော်3လုံးပိုင်းလို့ပြောလို့ရတယ်နော်ရှေ့3ဝိုင်းချင်းလို့ပြောလို့ရတယ်လို့3ပိုင်းလို့ပြောခုနကတော့ရှေ့3ဝိုင်းချင်းအခုလည်းရှေ့3ဝိုင်းချင်းနော်ရှေ့3ဝိုင်းချင်းနှစ်ခုဒူးနေတယ်နော်အဲ့ဒါမှာ3ဝလုံးပိုင်းလို့ဒီခွင်ကဒီခွင်အရာပြတယ်နော်ဒီဆိုင်အရာပြတယ်3ဝလုံးပိုင်းဆိုပြီးပြတယ်နော်ဒီမှာ9 9နှစ်9ဖတ်တယ်နော် ဲ့တော့ဒါက the side ပေါ့နော်ဒါ the side ဒါ the side ပြီးတော့ကြတော့နောက်တစ်ခုကကြတော့ဘာနဲ့ပြခြင်းလဲဆိုရင်အဲနောက်တစ်ခုကကြတော့သူကဒီနားမှာ6သူက6ပြီးတော့ကိုကိုလောက်တာ ။ဟောဒီအပေါ်ကအပေါ်ဆုံးအကောင်ကို၆မပေါ့။ဒီနားမှာလှုပ်ထားတဲ့အကောင်ကို၆၆တပင်ကျော်လှုပ်ထားတဲ့အကောင်၆၆9 99ဆိုပြီးလောက်တာ6699လောက်တာเนาะဟိုက6699ဟိုအဲ့လိုလောက်တာလေ လို့လောက်ထားတဲ့ခါကျသူဘာဘာတွေပေးလဲပေါ့နော်ဘာတွေပေးလဲဆိုရင်ဟောကြောက်ကိုကိုဖြည့်ရင်တဲ့သူကဒီမှာ46သုံးရဆိုပြီးရိုက်တယ်နော်ဒါဆိုရင်ဒီမှာ46ခံထားပြီနော်46ခံထားပြီဒီမှာဒါဆိုကျွန်တော်ဒီကွင်းမှာ3ရဖြစ်ရထည့်ရမှာပေါ့နော်46 3ရအဲ3ရနောက်ပိတ်ထည့်ရနော်ဒီကတော့ဟုတ်တယ် ုံရထည့်ရမယ်အဲ့တော့နောက်တစ်ခုကကြတော့ဒီမှာပဲပေါ့နော်ဒီမှာဖြစ်နေတာရှိတယ်ပေါ့အဲ့ဒါဘာလဲဆိုရင်ဒီခွန်ခွန်ရဲ့ဒီတုံညရဲ့ပေါင်းခြင်းရဲ့လေးအဲ့တုံညပေါင်းခြင်းရဲ့လေးပေါ့နော်ဒီ၈နှစ်ရဲ့ဒီကလေးဖြစ်အောင်ဟောရင်ကြီးလေး တော့စိတ်မှာကသူကဖြစ်နေတာပေါ့နော်ဒီခွန်ခွန်သုံးရပေါင်းရက်၄ဖြစ်တယ်တဲ့ဒီ၈နှစ်နဲ့ဒီ၄ထဲမဲ့ဆို၄ဖြစ်မဲ့ဒါကတော့နှစ်ပြင်းနေပဲရှိတော့တိတ်တော့ကြိုက်ကြင်ရမရှိဘူးသို့တော်သူ့မှာနည်းနည်းလေးဟောထူးကြတာရှိတယ်ပေါ့နော်အဲ့ဒါပါလဲဆိုဒီခွန်နဲ့ဒီသုံးရနဲ့နှက်ခတ်နှက်ခတ်နော် ဒါဆိုရင်ဒီနှစ်နဲ့အခုထည့်ထားတဲ့၄နဲ့ရတယ်တော့နက်ခတ်ဖြစ်နေနော်နက်ခတ်လည်းဖြစ်တယ်ပြီးတော့ဒီ၃လုံးပေါင်းကြီးကလည်း၄ဖြစ်တယ်ဆိုတော့ဟာတခုကတော့နည်းနည်းထူကြတယ်ပေါ့နော်အဲအဲ့ဒါထူကြတယ်နော်နောက်တစ်ခုကကြတော့ဒီနားမှာပေါ့နော်ဒီ38ဝန်းကျင်ကချနေတာရှိတယ်ပေါ့နော်အဲ့ဒါတော့ဒီမှာ146 ပေါင်းတယ်၈လေး၆ပေါင်းတော့ပါရတယ်ဆိုရှေ့ရတယ်နော်၈၃ဝန်းကြီး၈၃ဝန်းကြီးနေရာဒီမှာ၃ကြီးတယ်နော်၃ကြီးတယ်အစာဒီမှာ၄၅၅လေး၃ကြီးပေါင်းတယ်၉၉လေးဝန်းကြီး၉လေးဝန်းကြီးက၉ကြီးတယ်နော်၉ကြီးအဆော်ကြီး၄ကြီးတယ် sorry sorry အောက်ကိုတော့အောင်ပါနော်၄ကြီးတယ်ဒီ၄ကြီးတယ်နော်တစ်ခါဒီမှာ၈၅၃ပေါင်းတော့၆၆တဲ့ဝန်းကြီးနော်၆တဲ့ဝန်းကြီး၆ကြီးတယ် ဒီမှာ6 9မှာ6ညတယ်ဒါဆိုရင်ကျွန်တော်ဒီနေ့ညနေအတွက်ဆိုရင်2 2 3 8 2 8 3เนาะ2 8 3ဆိုတော့เนาะအဲ့မှာလေ3ရတယ်3 8 1ညဆိုတော့ဒါထက်ရတယ်3 8က3ညဖြစ်သွားတယ်เนาะ3 8က3ညဖြစ်သွားတယ်3 8က3ညဖြစ်သွားတယ်အဲ့တော့1ညတွေစရင်လည်းဆိုရင်73 1ကျင်းတော့အဲ့ဒါအသုံးလုံးပါ 381 J เนาะအဲ့ဒါ1 J ဒါ381 J ဒါ38က38ကတော့ခိုင်းပြင်းတယ်เนาะဖိတ်အဖိတ်က300ဆိုတာအရာဒီ6လေး300အရာเนาะနောက်တစ်ခုပြောချင်တာကဒီဒီလိုမျိုး6 6699ဖြစ်လို့မလို့ဒီမှာ6400 6400တောက်တယ်ဒီ6300ထောက်မယ်ဆိုရင်နောက်တစ်ခုဖြစ်နိုင်တာ300 300ဒီပေါ်မှာတော့300 300ထပ်ထားထပ်ထားတာဦးเนาะ ဒီပေါ်မှာ၃ည၃ထွက်ထားတာဖြစ်တဲ့အတွက်ကြောင့်၃ည၃ညအပူးကမလာသေးဘူးเนาะအဲ့ရလဲကျွန်တော်တို့ကနည်းနည်းတော့စဉ်းစားရမယ်เนาะ၃ည၃ညဆိုတာမျိုးလည်းဖြစ်သွားတယ်ခုနကတော့ကျွန်တော်ကြားခဲ့တာ40 43ညပေါ့เนาะ43ညကြည့်ဟုတ်ပြီအဲ့တော့ထိတ်ထိတ်ထိတ်တဲ့မှာကျွန်တော်4ထိတ်ထိတ်ဒါအပိတ်ပေါ့เนาะထိတ်ရှိမယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တွဲမယ်ပေါ့เนาะတွဲတဲ့အခါကျတော့ဒီ4ထိတ်နဲ့တွဲမယ်ဆိုရင်တော့48ဒီเนาะ 43လို့ရှိမယ်ပြီးတော့40ဆိုတာရှိမယ်ပြီးတော့83ဝိုင်းကြီးနဲ့3ကြပိတ်နဲ့80 30เนาะ80 30ရှိမယ်နောက်3ကြ3ကြတော့မဖြစ်မနေထည့်ရအောင်เนาะ3ကြ3ကြထည့်ရမယ်เนาะအဲ့တော့ပတ်တီးအနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်ကတော့သုံးဘူးသဘောကျတယ်ပေါ့เนาะ3 3ပတ်တီး3ပတ်တီးသဘောကျပါတယ်เนาะပိတ်က3ကြပိတ်ရှိတယ် အဲ့တော့ကျွန်တော်တို့တွဲတာအကုန်ပြီးပြီလားဗောနော်83ဝမ်းကြီးရ3ချက်တောင်ကြီးနော်ဒီမှာ3ချက်ကြီး83ဝမ်းကြီး3ချက်ကြီး3ချက်ကြီးရဲ့အဲ့တော့48 43 40 80 30တုံညတုံညနော်တုံညတုံညဟုတ်တုံးနဲ့ပတ်သက်တဲ့ဟာအဲမှာအဲ့တော့ဟိုတင်ကြသုံးပတ်သီးအနေနဲ့သုံးရပါဖြစ်တယ်ဟုတ်ကဲ့အဲ့ဒါဆိုရင်ဒီထဲမှာမှာအကောင်းဆုံး အောင်ဆုံးပြောပါစေကျွန်တော်ကတော့၃၃လုံးပိုင်းလဲဆို30ကြိုက်တယ်ပေါ့နော်30 40 30 40 43เนาะ43เอ่อ43အဲ့လားကြီးကြိုက်ပါတယ်เนาะတတိယကတော့3ပဲဖြစ်သွားတယ်ဒီအားလုံးကံကောင်းကြပါလိမ့်